မင်္ဂလာပါရှင်တော်လန်နေ့လေခင်ပါလို့ပြည်သူအပေါင်းတို့ခွန်ဆက်သားလိုက်ရပါတယ်2025ခုနှစ်ဇွန်လ24ရက်နေ့ရဲ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီကနေ့လေလေခင်မှာထူးထူးခြားခြားမြင်တွေ့ရတဲ့သတင်းတွေထက်ကပထမဆုံးသတင်းတစ်ပုဒ်ကတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုက်နဲ့မိသားစုကဝယ်ယူထားတဲ့ Airbus 319 SY ALK လေယာဉ်နဲ့ပြပခီထပ်မံထွက်ခွာအောင်မယ်လို့သိရပါတယ်ထီလင်းကနိုင်ကျင်းတွေလွတ်မြောက်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ထီလင်း yes ကန်က ရဲတကြက်နှစ်ဦးစစ်သားတွေနှိပ်စက်တာကြောင့်သေဆုံးသွားပါတယ်။အင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၁ရပ်ကွက်မှာစစ်မှုထမ်းမှုမဲနိုင်ခိုင်းရမှာအုတ်ကြီးဆွေမျိုးတွေကလွဲပြီးဗလာမပါပဲလူငယ်တွေအကုန်ပေါက်မဲရရှိသွားပါတယ်။နှွေဦးတော်လိုင်းရေးမှာကြာဆုံးခဲ့ရသူပေါင်း6813ဦးအထိရှိလာပါပြီရှင်။နောက်ချိုတိုက်ပွဲမှာစစ်ရှုံးကောင်စီတပ်က အထိခိုက်အကြဆုံးများနေပြီးလေချောင်းကနေဇက်တိုက်ဘုံကျဲနေပါတယ်။ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားနိုင်ငံတကာသတင်းတွေကိုလည်းနားဆင်ကြရမှာပါရှင်။ပထမဆုံးနားဆင်ကြရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့မိသားစုကမကြာသေးမီကဝယ်ယူထားတဲ့ Airbus 319XY ALK လေယာဉ်နဲ့ဒီပါခီးစဉ်ထပ်မံထွက်ခွာရမှာဖြစ်တယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတွားရောက်ခဲ့ပြီးတဲ့နောက်မှာ အခုဇွန်လအတွင်းမှာလည်းဘယ်လာရုစ်နိုင်ငံကိုထပ်မံသွားရောက်မှာဖြစ်ကြောင်းမေးရောက်လိုက်တဲ့အတူဇနီးသားသမီးမြေမိသားစုတွေစစုံညီညီလိုက်ပါသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။မေးရောက်လိုက်ရဲ့ပြပခီးစဉ်ဟာအခုညနေပိုင်းဒါမှမဟုတ်ရင်လာမယ့်ရက်ပိုင်းအတွင်းမှာထွက်ခွာမှာဖြစ်ပြီးတော့ဇွန်လ29ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကအမျိုးသမီးနိုင်ငံရေးအကျဉ်းသားတဦးနဲ့အမျိုးသားနိုင်ငံရေးအကျဉ်းသား12ဦးတို့ဟာထီလင်းရက်စခန်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီလိုနိုင်ကျင်းတွေလွတ်မြောက်ခဲ့ပြီးတဲ့နောက်ဆစ်ရှုံးကောင်စီတပ်သားတွေဟာအချုပ်တာဝန်ကျရဲတကြက်2ဦးဖြစ်တဲ့ရဲတကြက်မြင့်အောင်နဲ့ရဲတကြက်ကျော်စန်းထေတို့ကိုအချုပ်ထဲထည့်ပြီးရိုင်းနှံမှုတွေပြုလုပ်ခဲ့တာကြောင့်တေဆုံးခဲ့တယ်လို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ နောက်ပိုင်းစုံစမ်းသိရှိရတာကသူတို့ထွက်ပြေးလွတ်မြောက်သွားပြီးနောက်ရက်ဇွန်လ18ရက်မှာအချုပ်သားတွေထွက်ပြေးမှုအတွက်အဓိကတာဝန်ရှိသူရဲတပ်ချက်နှစ်ယောက်ကိုအချုပ်ထဲထည့်တယ်။စကားဆစစ်သားတွေရောက်လာပြီးမှနှိမ့်ဆက်ရင်ရဲတပ်ချက်နှစ်ယောက်လုံးတည်သွားတယ်လို့သူကပြောပါတယ်။ထင်းလင်းအချုပ်ခန်းကိုဖောက်နိုင်မှုအတွက်နိုင်ဂျင်းတွေဟာအချိန်3လခန့်ယူခဲ့ရကြောင်းလည်းသိရပါတယ်။ထွက်ပြေးရညာကအပေါက်ကိုဖြွင့်လိုက်နှစ်ယောက်တည်းပြန်နေလိုက်ကျန်တဲ့လူတွေကဟန်ချက်မပြတ်နေလိုက်ခဏနေရင်လူပြန်ထွက်လိုက်လို့တော့ လူအလုံးကုံတော့နကူမန်းထားတဲ့နေရာကိုပြေးနေတဲ့အချိန်မှာရဲတွေကတိသွားတော့လိုက်ရှာတယ်။ထွက်ပြေးနေတဲ့အချိန်မှာငားရောက်အုပ်စုမှာပါတဲ့အမျိုးသမီးနိုင်ချင်းတို့ကမိုင်းနှင်းမိပြီးတေဆုံးသွားတယ်လို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကတာဝန်ရှိသူတို့ကပြောပါရယ်။လက်ရှိနိုင်ငံရဲ့အကျဉ်းသားတွေဟာလွတ်မြောက်ရာနယ်မြေကိုရောက်ရှိနေပြီးမိုင်းနှင်းမိပြီးကြဆုံးခဲ့တဲ့နိုင်ချင်းအမျိုးသမီးကိုဇွန်လ16ရက်နေ့မှာတကြိုပေးခဲ့တယ်လို့သိရပါရယ်။ကျန်တဲ့12ဦးကိုကောင်းမွန်စွာဆေးကုပေးတယ်။ သူတို့သွားလို့ရအောင်ပို့ပေးလိုက်ပါတယ်လို့သူကဆက်လက်ပြောဆိုပါတယ်။ထီလင်းအချုပ်ခန်းကနေလွတ်မြောက်လာသူတွေထဲမှာအသက်20အရွယ်ကနေအသက်45နှစ်အရွယ်ဒေသခံတွေဖြစ်ပြီးတော့တအူးက2021ခုနှစ်မှာထီလင်းမြို့နယ်ချမ်းမင်ကုန်းရွာတိုက်ပွဲမှာဖမ်းဆီးခံခဲ့ရတဲ့တော်လန်ရဲဘော်တအူးလည်းပါဝင်တယ်လို့သိရပါတယ်။မနစ်က2024ခုနှစ်ဇွန်လကလည်းထီလင်းဒေသခံ9ဦးဟာပြုနယ်တရားရုံးအချုပ်ခန်းကနေထွက်ပြေးလွတ်မြောက်ခဲ့မှုပါတယ်။ ဒီလိမျိုးအားချစ်ပြည်တင်တဲ့ထိဆက်နေတဲ့မျိုးဖြစ်ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေအားကောင်းတဲ့မျိုးတစ်မျိုးဖြစ်ကမျိုးပတ်လဲကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝန်ရံထားတာကြောင့်စစ်ရှုံးကောင်စီကမျိုးကိုသာစုံမထားနိုင်ပါရဲ့ရှင်။နောက်ထပ်နားဆင်ကြပါမယ့်သတင်းကတော့အေရဝတီတိုင်းအင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၁ရပ်ကွက်မှာစစ်မှုထမ်းမှုမဲနိုင်ခိုင်းတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်းအကျုံးဝင်တဲ့လူငယ်တွေအားလုံးဗလာမပါပဲအကုန်ပေါက်မဲ့ရရှိတယ်လို့မဲနိုင်တဲ့လူငယ်တအူးကနေပြောပါရယ် အသက်၁၈နှစ်ကနေအသက်၃၅နှစ်အထိစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေအကုန်ကျမ်းမာရေးမကောင်းတဲ့သူတွေပါမဲနိုင်ခိုင်းတာစုစုပေါင်းမဲနိုင်ရမယ့်လူ၂၀၀ကျော်တယ်အကုန်ပေါက်မဲပဲလို့ထူးကြီးမျိုးနဲ့အမတ်တရက်ကွက်မှလူငယ်တဦးရဲ့မိခင်ကနေပြောဆိုပါတယ်စစ်မှုထမ်းစင်ခေါ်ရမှာလကောင်စစ်မှုထမ်းခိုင်းမှုမဲနိုင်ရမှာလဲအင်ကပူမျိုးနဲ့ထူးကြီးမျိုးအမတ်တရက်ကွက်အုတ်ချုပ်ရဲမှုရာဇာထုံးမိသားစုနဲ့ဆွေမျိုးတွေဘက်ကလူငယ်တွေလုံးဝမပါဝင်ပဲကင်းလွတ်ခွင့်ရရှိနေကြောင်းလည်းသိရှိရပါတယ် အခုခေါ်လာတာက အပတ်စဉ်တစ်ကနေအပတ်စဉ်ဆက်လေးအထိရှိနေပြီ။အုတ်ကြီးအမျိုးတွေတူးမှမပါဘူး။အပြင်ကလူငယ်တွေပဲစစ်မှုထမ်းအခေါ်ခံနေရတာ။မဲနိုင်ခိုင်းတော့လေအုတ်ကြီးအမျိုးမပါဘူး။စစ်မှုထမ်းတော့လေအုတ်ကြီးအမျိုးမပါဘူးလို့မဲနိုင်ရမယ့်လူငယ်တူးကပြောပါတယ်။စစ်မှုထမ်းမဲပေါက်ထားတဲ့လူငယ်နေရာကျော်ကိုစစ်မှုထမ်းအပတ်စဉ်အလိုက် စီနီယာအတိုင်းရှင်းနောက်စစ်မှုသွားရောက်ထမ်းရမယ့်အချိန်ကာလကိုလည်းအုတ်ချုပ်ရည်မှုရာဇာထုံးကစီစဉ်သတ်မှတ်နေပြီးအုတ်ချုပ်ရည်မှုရာဇာထုံးရဲ့ဆွေမျိုးတွေကလွဲပြီးတကောင်စင်ရပါအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်တွေအားလုံးစစ်မှုထမ်းခိုင်းနေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်နားဆင်ကြားမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကနေအာဏာသိမ်းပြီးတဲ့နောက်အရက်သားပြည်သူတွေကိုတပ်ဖြတ်လျက်ရှိရမှာ2021ခုနှစ် ဖေဖော်ဝါရီလကနေ2025ခုနှစ်ဇွန်လ23ရက်နေ့အထိစာရင်းတွေအရကြဆုံးခဲ့ရသူ6813ဦးအထိရှိပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီစောက်ရှောက်ရေးအသင်း AAPP ကသတင်းထုတ်ပြန်ထားပါတယ်။ကြဆုံးခဲ့ရသူ6813ဦးကို အမည်နဲ့တကွအတည်ပြုထားနိုင်တာဖြစ်ပြီးတော့ကြဆုံးခဲ့ရသူတွေထဲမှာအမျိုးသမီးက1662ဦးနဲ့ကလေးက134ဦးရှိတယ်လို့ AAPP ရဲ့စာရင်းတွေအရသိရပါတယ်။ ကြပြင်အတည်ပြုရန်လိုအပ်နေဆဲဖြစ်တဲ့တည်ဆုံးမှုတွေက3500ခန့်အထိရှိတယ်လို့လည်း AAPP ကအသိပေးထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မတ်တမ်းပြုစုချက်တွေအရ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေ2025ခုနှစ်ဇွန်လ23ရက်နေ့အထိဖမ်းဆီးချုံနောင်ခြင်းခံထားရသူစုစုပေါင်းက 316ဦးထိရှိပြီးအဲ့ဒီအထဲမှာ2263ဦးကထိမ့်သိမ်းခံရဆဲဖြစ်ပြီးအဲ့ဒီလိုထိမ့်သိမ်းခံရသူတွေအနက်1869ဦးကထောင်ဒဏ်ချမှတ်ခံထားရတယ်လို့လည်းဖော်ပြထားပါတယ်။မတရားပြစ်ဒဏ်ကြားခံရသူတွေထဲက192ဦးကိုမတရားတဲ့တေဒဏ်ချမှတ်ထားတာဖြစ်ပြီးတော့အဲ့ဒီအထဲမှာထောင်တွင်တေဒဏ်128ဦးနဲ့မြက်ွယ်တေဒဏ်44ဦးကိုမတရားချမှတ်ထားပါတယ်။ ပြောပြခဲ့တဲ့ကိန်းဂဏန်းအရေးအတွက်တွေက EAPP ကနေကောက်ယူရရှိထားတဲ့အရေးအတွက်တွေဖြစ်ပြီးတော့မြေပြင်မှာဖြစ်ပွားနေတဲ့အချက်အလက်နဲ့ကိန်းဂဏန်းအရေးအတွက်တွေကအခုထက်ပိုများနိုင်တာမို့လို့ဖော်ပြထားသလိုအချက်အလက်တွေထပ်မံကောက်ယူရရှိလာမယ်ဆိုလို့ရှိရင်ဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့လည်းပြောထားပါတယ်။အရက်ဖတ်အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေအရက်သားတွေတက်ကြွလှုပ်ရှားသူတွေသတင်းသမားတွေ CDM လှုပ်ရှားနေတဲ့ဝန်ထမ်းတွေ စားတဲ့နေပဲအသေးသေးကဘသူမဆိုဖန်စီထိန်ထိန်တရားစွဲဆိုခြင်းခံထားရတာတွေနဲ့နှွေဦးတော်လိုင်းရင်ကာလအတွင်းမှာကြဆုံသွားသူတွေရဲ့အချက်အလက်တွေကိုသိရှိမယ်ဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသေးအေးဖီဖီကိုဆက်သွယ်ဖို့လည်းမြစ်တာရက်ခံထားပါရရှင်။ နောက်ထပ်နားဆင်ကြအောင်မယ့်သတင်းကတော့ဒီကနေ့ဇွန်လ24ရက်နေ့မနက်အစောပိုင်းမှာတိုက်ပွဲပြင်းထန်နေတဲ့နောင်ချိုမြို့အနီးတိုက်ပွဲမှာဆစ်ရှုံးကောက်စီတပ်ဘက်ကနေလေကြောင်းကနေဇက်တိုက်ဘုံကျဲနေတယ်လို့မြေပြင်မှာရှိတဲ့သတင်းရင်းမြစ်တွေထံကနေသိရှိရပါတယ်။အခုလိုဘုံကျဲတာဟာဆစ်ရှုံးကောက်စီတပ်ဘက်ကအထိအခိုက်များနေတာကြောင့်ဘုံလာကျဲတာလို့လည်းသိရပါတယ်။မနက်ကဂျက်နစီးလာတယ်ပြီးတော့ဝိုင်းတွဲတစည်းလာတယ်ဇက်တိုက်ကျဲသွားတယ်။ကျဲတာကလုံဝင်နာတဝိုက်ပဲ။အဲ့မှာအခုသူတို့အထိအခိုက်များနေလို့လာကျဲတာလို့ဆိုပါတယ်။ မနေ့ကတိုက်ပွဲပြင်းထန်နေတဲ့အုံမတီးဘက်မှာတော့လက်ရှိတိုက်ပွဲငြိမ်းသက်နေတယ်လို့သိရပါဗျ။စစ်ရှုံးကောင်စီတပ်ဟာနောင်ချိုမြို့ကိုပြန်လည်ထိန်းချုပ်နိုင်မှုအင်အားထောင်ချီသုံးပြီးထိုးစစ်ဆင်လာရာကနေနောင်ချိုမြို့အနီးကိုရောက်ရှိလာချိန်မှာတော်လရေးပူပေါင်းတပ်တွေကအပြင်းအထန်ပြန်လည်ခုခံနေကြလို့စစ်ရှုံးကောင်စီဘက်ကအထိအခိုက်များနေတယ်လို့လည်းသိရပါဗျ။လက်ရှိပြင်းထန်နေတဲ့နောင်ချိုမြို့တိုက်ပွဲအတန်ကိုကြောက်မဲ့မြို့ထိကြားနေရပြီးနောင်ချိုမှာရှိတဲ့ဒေသခံတွေလည်းဘေးလွတ်ရာကိုတိတ်ရှောင်နေကြရပါတယ်။ ဒီကနေ့နေ့လည်ခရဲ့နောက်ဆုံးသတင်းတပိုးအနေနဲ့အစ္စရေးအပေါ်အပြည့်ရမှုစတင်ပြီလို့အီရန်နိုင်ငံပိုင်ရုပ်သံဌာန IRINN ကကြေညာပါတယ်။ကာတာမှာအခြေစိုက်တဲ့ American စစ်အခြေစိုက်စခန်းကိုအီရန်ရဲ့တိုက်ခိုက်မှုအောင်မြင်တယ်လို့လည်းဆိုပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုဖြစ်ပြီးထရန့်ကမြစ်တာရက်ခံလို့အပြည့်ရတာလို့လည်းဆိုပါတယ်။အခုကြေညာချက်ကိုသတင်းကြေညာသူကခက်တဲ့ကျဲဖတ်သွားတာကိုလည်းတွေ့ရပါတယ်။ကြေညာချက်မှာအီရန်ဒေါ်လာရေးအစောက်တက် IRGC နဲ့စစ်တပ်တို့ကအီရန်ပြည်သူတွေကို ပြောတဲ့ ပြည်သူတွေတက်တက်ခနိုင်စွမ်းကိုချီးမွမ်းထားတယ်လို့လည်းပြောထားပါတယ်။ထရန့်ရဲ့အပြစ်ရဲ့သဘောတူညီမှုမတင်ညာခင်နိုင်ပိုင်းအလိုမှာကာတာနိုင်ငံဒိုဟာမြို့မှာရှိတဲ့ American Six အခြေစိုက်စခန်းကိုအီရန်ကဒုံးကျည်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်းအတည်ပြုထားပါတယ်။ ပြီးခရက်ရက်ပိုင်းကပြုတ်လုခဲ့တဲ့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်လက်တော့ပြောင်းခြင်းဖြစ်ကြောင်းလည်းအီရန်ကဆိုထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုမဖြစ်ခင်အမေရိကန်လေတက်စကန်တွေအပေါ်ကိုအီရန်ကဒုံးကျည်နဲ့တိုက်ခိုက်တော့မယ်ဆိုရဲချင်းချောက်သတိပေးခဲ့မှုရှိခဲ့ပြီးတော့နိုင်ပိုင်းအတွင်းတိုက်ခိုက်ခံရတာလို့လည်းသိရပါတယ်။ကာတာနိုင်ငံကလည်းသူ့ရဲ့လေကြောင်းပိုင်နက်ကိုမနေ့ကတရားဝင်ပိတ်ထားပြီးဘဲလေရင်ကိုမှဖျက်ဆီးလို့မရတော့ကြောင်းသိရပါဗျ။ တိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ဗန်နိုင်ငံဘက်မှအတိအကျမထုတ်ပြန်သေးပါဘူးရှင်အခုမနက်ဇွန်လ24ရက်နေ့မှာအစ္စရေးနဲ့အီရန်တို့အပြစ်ရဲ့သဘောတူညီပြီဖြစ်တယ်လို့ထရန့်ကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ကြေညာထားပါတယ်ရှင်။ဒီကနေ့နေ့လေခရီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ ွမ်းပုန်ခန့်ခြင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်သက်သာအတူမီကျိုးစားပြတ်တော်မီဖေရဒီအောင်စုအတွက်အသက်သွေးပေးဆက်မီကောင်းကိုစီထွေရွှဲချမီစာနာကူညီပေးမထောက်ရလက်တွေညီရဲ့ရင်တွေတော့ပြီးပြီးတက်တည်တဲ့စာညီရန်သူအာနာယူမြခြေမုံမြစ်ချမီ ရင်ချင်းညာနဲ့ဆွဲပြက်ကြည့်ရင်ယုံကြည်သည်ပါမတိဒီလိုကမွေးတဲ့အောင်စစ်ပြီးလိုက်ဝဲလိုက်လေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကုန်ငါတို့မြေယုံကြည် ကိုကြီးလက်သက်ပေးကြတရေကောင်းပေါင်းလို့ဒီတမိုင်းချင်းပေးဆက်ပေးကြတတိပြုသစ္စာတိဒီလူလူအပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ဖြစ်ပစ္စည်းစိတ်သက်သာအတူညီကြိုးစားပြတ်ကြော်မည်ဖယ်ရည်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မည်တာဝန်ကိုစီထမ်းရကြမည်စာရာကူဤပေမှာထာဝရလက်တွေညီရဲ့ရည်သွေးတော်ပြီးပြီးတတိသစာညီရှင်သူအားနာယူမြခြေမုံမြင့်ခြင်းညီမြင့်ညာနဲ့ဆွဲပြည့်စီညီ

più tesati di loro bocchi senza che ami nei nuovo tu sei già mio